ချစ်မြမြပြည်ဝါဒနာရှင်လေးများအားလုံးပဲမင်္ဂလာပါနော်စိတ်ကူးရေးချဲပုံဆွဲကြမယ့်အစီအစဉ်ကနေကြိုဆိုပါရစေတချို့ကတော့ကလေးတို့ရဲ့စိတ်ကူးအိမ်မက်တွေကိုပုံဖော်ရေးဆွဲပေးမယ့်ချဲမေပဲဖြစ်ပါတယ်ဆိုတော့ချဲကဒီနေ့ဒီနေ့သင်ခန်းစာလေးမှာဆိုလို့ရှိရင်ပေါ့နော် design creation in box ဆွဲသင်ခန်းစာလေးကို၄000ကျပ်ထဲမှာ design ပုံစံလေးဖန်တီးပြီးတော့ရေးဆွဲပေးမှာပဲဖြစ်ပါတယ်ဆိုတော့ချဲနဲ့တူတူပုံလေးလိုက်ဆွဲကြည့်ကြမယ်နော် ready ဖြစ်ပြီဆိုစလိုက်ကြရအောင်နော် ချင်းနဲ့အတူတူဒီဇိုင်းတွေလိုက်ဆွဲဖို့အတွက်လိုအပ်တဲ့ပစ္စည်းလေးတွေကတော့ကာလာပန်လေးတွေလိုပါမယ်ကာလာပန်လေးအပြင်ချေတို့ဒီလိုမျိုးအမဲရောင်ဆော့ပန်လေးပေါ့နော်ကာလာပန်ထဲမှာလည်းအမဲရောင်အပါရဆိုမြဲချေတို့အမဲရောင်အများကြီးသုံးအောင်ဖြစ်တဲ့အတွက်ဆော့ပန်အမဲသက်သက်ကိုထပ်ဝယ်လိုက်ပါတယ်ဆိုတော့ချေတို့ကာလာပန်လေးရဲ့အဲခဲတံရဲ့နောက်ပြီးတော့စာရွက်ပေါ့နော်စာရွက်မှာမှဆီလူရန်ကွက်လေးရှိလို့ရှင်လိုက်ဆွဲလို့ရပါပြီနော်ချင်းနဲ့အတူတူ ready ဖြစ်ပြီဆိုလိုက်ဆွဲကြည့်ကြမယ်နော်ဒီချေတို့ဒီဇိုင်းပထမဆုံးကွက်လေးမှာပေါ့နော်အရင်ဆုံး ဒီစတူရန်ကွက်ရဲ့အလဲဘဟုယူလိုက်ပါမယ်။ကျေတော့အဲ့ဒီအလဲဘဟုမှာဆိုလို့ရှိရင်အလဲဘဟုကနေစပြီးတော့ဆွဲမယ်ပေါ့နော်။အလဲဘဟုမှာစဆွဲမှသာလျှင်ဒီချဲတို့၄ဘက်၄လံကြီးမှာပဲဖြစ်ပါတယ်။အဲ့တော့ဒီချဲကဒီစတူရန်ရဲ့အလဲဘဟုတက်တက်မှာအဝိုင်းလေးတစ်ခုအရင်ဆွဲလိုက်ပါမယ်။ပြီးသွားလို့ရှိရင်ဒီချဲတို့ကအဝိုင်းဟိုမှာနောက်ထပ်အဝိုင်းလေးတစ်ခုထပ်ဆွဲလိုက်ပါမယ်။ပြီးသွားလို့ရှိရင်ဒီချဲကပန်းပုံသဏ္ဍာန်လေးပေါ့နော်။ပွင့်ချက်လေးသုံးချက်လို့ပုံသဏ္ဍာန်လေးနဲ့ရေးဆွဲလိုက်ပါမယ်။ လို့ပွင့်ချက်လေး၃ချက်ပုံတန်ရေးဆွဲတာဘူးတစ်ချက်ဦးဒီမဟုတ်ဒီလိုမျိုးတစ်ခုလည်းမဟုတ်ဘဲနဲ့စလိုရန်ကွက်ထဲမှာ၄ဘက်၄လမ်းလိုက်ဆွဲလိုက်ပါမယ်နော်ကျွန်တော်ခြေတော့ဒီလိုဒီဇိုင်းပုံလေးရောက်သွားပြီပြီးရင်ခြေတော့ဒီဘက်ထောက်မှာပေါ့နော်ဒီဘက်ထောက်မှာပွင့်ချက်လေးတွေဟိုမှာပွင့်ချက်လို့လို့ရေဆက်ပုံတံတန်းလေးပေါ့နော်အဲအဲ့လိုမျိုးလေးဆက်ကြည့်မယ် လိုမျိုးကမှတချေတို့ဒီအပေါ်မှာ3ခွ3ခွချက်ဆွဲတဲ့အတွက်တချေတို့ဒီအောက်မှာလည်းလိုက်ဆွဲကြည့်မယ်နော်လေးဘက်လေးလည်းညီသွားအောင်ပေါ့နော်ချေတို့ဒီလိုဒီဇိုင်းတွေကိုအများဆုံးကမှတွေ့ရလဲဆိုတော့ကြွေပြားတွေမျက်နှာချက်တွေနော်အင်ချီဒီဇိုင်းတွေအဝတ်ဒီဇိုင်းတွေမှာအများဆုံးတွေ့ရပါတယ်ချေတို့ဒီလိုဒီဇိုင်းတွေကိုမြန်မြန်လေးချင်မယ်ဆိုလို့ရှိရင် creation scale တွေတိုးတက်လာအောင်ပဲဖြစ်ပါတယ်ဟုတ်ပြီဒီချေတို့ဒီလိုပုံလေးရောက်သွားပြီပေါ့နော် လိုတစ်ခွက်ရသွားပါပြီအဲ့တော့ခြေတို့နောက်ထပ်တစ်ခွက်မှလည်းလိုပဲခြေတို့ကလေးပက်လေးနဲ့ညီဖို့ dress to wear ရဲ့အလေအကွက်ကိုယူလိုက်ပါမယ်အဲ့အလေအကွက်မှာပန်းပွင့်လေးဆွဲပါမယ်ဟုတ်ပြီဒီလိုမျိုးလေကောင်မှာပန်းပွင့်လေးဆက်ပြီးသွားရည်ဆိုလို့ရှိရင်တချို့ဒီဘက်လေးဘက်လေးလက်မှာလို့ပန်းပွင့်အချက်အကြီးပုံတံတန်းလေးဆွဲကြည့်မယ်နော် ဖက်ဆွဲရဆိုလို့ရှိရင်၄ဘက်လုံးလိုက်ဆွဲမယ်เนาะအာမချေကိုညီမှာဆောလीအဲ့တော့ဒီချေတော့ဒီလိုမျိုး၄ဘက်လေးလံညီရဲ့ပန်းခွင်ပုံတံတန်းလေးရောက်သွားပြီပေါ့เนาะပြီးသွားဆိုရှင်ချေတော့ပွင့်ချက်တဲမှာဒီလိုမျိုးပုံတံတန်းကိုနောက်တစ်ခါအသေးပုံတံတန်းလေးနဲ့ဆွဲကြည့်မယ်ဒီမျိုးရှိတ်လေးကိုပဲ အဲ့တော့လေးပဲလေးတဲ့နေရဒီဇိုင်းလေးကိုရအောင်အပါပြီအဲ့ပြောရလို့ရှိရင်ဒီခြေတို့ကဒီလွတ်နေတဲ့နေရာမှာလို့ပွင့်ချက်ပုံတံလေးနဲ့လို့ပွင့်နေတဲ့အပွင့်တံလေးပေါ့နော်ပွင့်တံဒီဇိုင်းလေးကိုဆွဲကြည့်ပါမယ်ဟုတ်ပါပြီခြေဒီပုံမှာဒီလိုဆွဲလိုက်တဲ့ဆိုတော့ဒီဘက်လေးဘက်မှာလည်းအဲ့လိုမျိုးလေးလိုက်ထည့်မယ်နော်ကျေတို့ဒီအောက်မှာလေးလိုက်ထည့်မယ်နော် ဆွဲတဲ့ခါမှာတချေလိုဆာရွက်ကိုလုံးဝမလှည့်ပါဘူး။မလှည့်ဘဲနဲ့ဆွဲမယ်เนาะဒီလိုဆာရွက်ကိုလှည့်လိုက်တဲ့ခါကျလို့ရှိရင်တချေလိုလက်ကိုအသုံးမပြုဘဲဆာရွက်ကိုပဲလှည့်သလိုဖြစ်သွားပြီးတော့လက်ကိုလိုသလိုလှည့်မဆွဲနိုင်ဘဲနဲ့ဖြစ်သွားလိမ့်မယ်เนาะ။အဲ့တော့ချေနောက်ထပ်တစ်ခွက်ကိုဆွဲမယ်။နောက်ထပ်တစ်ခွက်မှာလည်းတချေပြောထားသလိုပဲချက်တူရန်ရဲ့အလေဘဟုယူလိုက်ပါမယ်။အလေဘဟုမှာအဝိုင်းလေးတစ်ခုဆွဲပါမယ်။နောက်ထပ်အဝိုင်းလေးတစ်ခုထပ်ဆွဲပါမယ်။ဝါရင်ချေလိုပန်းဖွင့်ပုံတရံအပွင့်ဖက်ကလေးကိုတို့ပေါ်တော့အပေါ်ဘက်ကနေပြီးအရင်စာဆွဲမယ်။ ကိုစိတ်ချိုက်ဒီဇိုင်းတွေလည်းလိုသလိုဖန်တီးပြီးရေးဆွဲလို့ရရယ်နော်။ပါလို့ရှင်အခြေလိုဒီဘက်ဘေးဘက်မှာရေးဆက်ပုံတန်းလေးဆွဲကြည့်မယ်။ပါရှင်အခြေလိုဒီမှာထည့်လိုက်တဲ့တော့ဒီဘက်လေးဘက်လေးလမ်းမှာပါအကုန်လုံးလိုက်ထည့်မယ်နော်။ဒီဝိုင်းချေလိုအဒီဘက်မှာအဝိုင်းပုံတန်လေးတွေပါလို့ဆိုဒီနောက်မှာဟာနီမှာဆိုလို့ချေတော့အဝိုင်းပုံတန်လေးတွေကိုဒီဇိုင်းထည့်ဆွဲလိုက်မယ်။ညီညီလေးပေါ့နော်။ ီးသွားပြီဆိုလို့ရှိရင်ခြေရိုးသုံးခွက်ရသွားပါပြီသုံးခွက်ရသွားပြီဆိုလို့ရှိရင်ခြေရိုးကနောက်ထပ်တစ်ခွက် address မယ်ပေါ့နော်နောက်ထပ်တစ်ခွက်မှာလည်းအဲ့လိုပဲခြေအစားပြောထားတယ်လို့စတူရန်ရဲ့ဘဟုအကွက်ကိုယူလိုက်ပါမယ်ဟိုမှာတခြားလေးတခါတော့အဝိုင်းမဟုတ်တော့ဘဲနဲ့စတူရန်လေးစတူရန်လေးဆွဲလိုက်တယ်ပေါ့နော်စတူရန်ဟိုမှာနှစ်ထပ်ကလေးဆွဲလိုက်တယ်။ဟိုဝိုင်းရှယ်လိုပေါ်ကွက်လိုပဲဝင်ဖက်ချက်ပုံစံလေးဆွဲမယ်။ ဟုတ်ပြီပြောလို့ရှင်ရှယ်တို့ဒီဘက်ဘေးမှာဒီဇိုင်းနေမှာတော့တခြားဒီဘက်ဘေးကဒီဇိုင်းမျိုးကြတော့ဒီတစ်ခါတစ်ချက်အမြင်းချောင်းလေးတွေရွေးချယ်ထားပါတယ်နောက်ကျမြင်းချောင်းလေး၃ချောင်းဆွဲလိုက်တယ်အဲ့တော့ဒီချက်ကဒီမှာဆွဲရတဲ့ဒီဘက်ဘေးဘက်တွေဝင်လိုက်ဆွဲမယ်နော်အဲ့ဒါမှရှယ်တို့ညီပေါင်းမှာဒီဇိုင်းမှာတော့နော်ချေတို့ကကိုစိတ်ကြိုက်ပုံတန်တွေမျိုးစုံဖန်တီးလို့ရတယ်နော် ဟုတ်ပြီဒါဆိုရှင်နောက်ထပ်တစ်ဝက်ရသွားပါပြီနောက်ထပ်အကွက်လေးပေါ့နော်နောက်ထပ်အကွက်လေးမှာဆက်ချေပြောထားတယ်လို့ပဲစတူရဲ့အလဲမှတ်ကိုယူလိုက်ပါမယ်ယူလိုက်ပြီးရင်ခြေကို diamond shape ပုံတံလေးပေါ့နော် diamond shape ပုံတံလေးဆွဲလိုက်မယ်ဆွဲလိုက်ပြီးရင်ဒီဘက်ဒီဘက်အပေါ်ဘက်ကိုခါငယ်ပွေးလို့ပုံစံမျိုးလေးပေါ့နော်ဆွဲလိုက်ပါမယ်ပြရလို့ရှင်ဒီခြေကိုခေါင်းငယ်ကွေးလို့ပုံစံမှာနောက်တစ်ခေါက်နောက်တစ်ထပ်ပေါ့နော်ဆွဲလိုက်ပါမယ်ခြေကဒီမှာဆွဲလိုက်တဲ့အတွက်ဒီဘက်ဘေးဘက်တွေကိုပဲလိုက်ဆွဲပြီနော် ဒီ design လေးမှာတော့ဒီ share အဝိုင်းမှုတံတန်းလေးတွေကိုရွေးချယ်ထားတယ်เนาะဟုတ်ပြီအဲ့တော့ဒီ share တို့ဒီဘက်ထောက်มาဆိုလို့ရှိရင်ဒီ share ကတော့အဝိုင်းဟိုမှာအဝိုင်းတစ်ချမ်းလေးပေါ့เนาะအဲ့လိုမျိုးလေးကိုဒီ share ဒီဘက်မှာထည့်ရတယ်ဒီဘက်ဒီမှာလည်း light ထည့်မယ် ုတ်ပြီဒါဆိုလို့ရှင်ချေတို့မျိုးချစ်ဖို့ကောင်းတဲ့ဒီဇိုင်းအကွက်လေးရာဝိုင်းပေါ့နော်ချေတို့နောက်ဆုံးအကွက်လေးမှာဆိုလို့ရှင်ချေတို့ထမပြောထားသလိုပဲစတူရန်ရဲ့အလေဘဟူမှာဝိုင်းလေးဆွဲလိုက်ပါမယ်ပြီးရင်ဒီချေကဒီလိုအပေါ်ဘက်ကိုအပေါ်ဘက်ကိုထောင်နေတဲ့ပုံဖက်တထန်လေးဆွဲလိုက်မယ်အဲ့တော့မှဒီချေတို့ကလေးဘက်လေးလန်ညီအောင်လိုက်ဆွဲပါမယ်ဟာဒီဆိုလို့ရှင်ဒီချေတို့ကအပေါ်ထောင်ရံမျိုးမဟုတ်ဘဲနဲ့အောက်ကိုပြန်လှဲတဲ့ပုံစံတန်းလေးဆွဲပါမယ်။အမှဒီချေတို့ဒီဇိုင်းနှမျိုးဖြစ်သွားမှာဖြစ်ပါတယ်။ ်ပါပြီအဲဆိုလို့ရှိရင်ဒီချေကဒီဘက်ဘေးဘက်ပေါ့နော်ဘေးဘက်မှာဆင်းတဲ့ချေအဝိုင်းဟိုမှာဒီလိုထပ်ဆင်းထပ်ထားတဲ့ပုံစံလေးဝိဒါဆိုချေတို့ဒီလိုမျိုးချစ်ရအောင်လဲဒီဇိုင်းပုံစံ online တွေကိုရသွားပါပြီအဲ့တော့ချေတို့အောင်ထည့်ကြမယ်เนาะ ။လင်တာဆိုလို့ရှိရင်ခြေဝါဒီလိုဒီဇိုင်းပုံလေးတွေကိုကာလာထည့်မယ်နော်။ကာလာထည့်မယ်ဆိုတော့ခြေတို့ကာလာပန်လေးတွေလည်းအသုံးပြုမယ်။ခြေတို့ဒီလိုမျိုး space အများများတဲ့နေရာတွေကိုကြတော့ကာလာပန်နဲ့ဆိုလို့ရှိရင်စိုးတာမကြီး ကပွင့်ချက်ပုံတန်းရေဆက်ပုံတန်းဒီဇိုင်းလေးတွေကိုရတော့တကယ်ခရမ်းရောင်လေးရွေးချယ်ထားပါတယ်။ချဲတပည့်တွေကကိုစိတ် เนาะအလိုပုံသဏ္ဍာန်လေးရပြီဆိုရင်တချေတို့ကဒီပွင့်အပွင့်လေးကိုမှပွင့်နေတဲ့ပုံသဏ္ဍာန်လေးကိုကြတော့တချေကလိမ္မော်ရောင်လေးရွေးထားပါတယ် က်ကပွင့်ချက်လေးလေးချက်ကျန်တာပေါ့နော်အဲပွင့်ချက်လေးလေးချက်ကိုကြတော့ဒီချက်ကအညိုရောင်လေးရွေးထားပါတယ် ါဆိုလို့ရှင်သူ့နေနာလေးတွေကိုတချို့အဆက်ကလေးချပြီးတော့လေဒီဇိုင်းလေးတွေအများကြီးဖန် တို့ချဲတို့ color pencil တို့ crayon တို့အဲ့လိုမျိုး pastel တို့အဲ့လိုမျိုးနဲ့ပို့ပြီးချဲတို့ပို့ပြီးတော့ကောင်းတာပေါ့နော်ချဲဒီနေ့၃မိနစ်ရအောင်ချလို့ရှင်တော့ ီတာဆိုလို့ရှိရင်ခြေလို့နောက်ထပ်တစ်ခွက်ရသွားပြီပေါ့နော်နောက်တစ်ခုဆိုတော့နောက်ဆုံးကွက်လေးမှာဆိုရင်တော့ဒီခြေကဒီပွင့်ဖက်အချက်ကလေးတွေကိုအစိမ်းအနု ာဆူဆူလေးဖြစ်မှာပေါ့နော်မဟာမိုနီကာလာလေးဖြစ်သွားမှာပါအဲ့တော့ဒီခြေတော့အမဲရောင်ဆော့ပန်နဲ့ဒီဘက်လွတ်နေတဲ့နေရာလေးမှာဆိုလို့ရှိရင်ဒီလိုအဝိုင်းပုံတံတန်းဒီဇိုင်းလေးလိုက်ပြီးထည့်လို့ရရနော်အဆိုခြေတော့ကဒီနေ့လူမျိုးချစ်ချစ်ရကောင်းတဲ့ဒီဇိုင်းပုံတံတန်လေးအများကြီးရသွားပါပြီကိုယ့်ရဲ့စိတ်ကူးနဲ့လည်းအများကြီးပုံပေါ်ဖန်တီးလို့ရရနော်ဒီအလက်မလေးတစ်ခုသာရှိလို့ရှိရင်ခြေတော့အများကြီးပုံပေါ်ဖန်တီးလို့ရပါတယ် ဲဒါဆိုတစ်ချက်ကဒီနေ့ဒီဇိုင်းသင်ကန်းစာလေးကိုဒီလောက်နဲ့ပဲနားလိုက်မယ်နော်တချင်နဲ့တူတူပုံလေးရေးဆွဲရတာပျော်ရွှင်ကြမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်လည်းဒီလိုအဲစမ်းသစ်ပြီးတော့ပျော်စရာကောင်းတဲ့သင်ကန်းစာလေးနဲ့တူပြန်လာခဲ့ပါမယ်နော်